ကဲသားသမီးတို့ရေအားလုံးမင်္ဂလာပါဆရာတော် KG English ကိုတင်နေဆရာဖုန်းသံစဉ်တွင်ဖြစ်ပါတယ်သားသမီးတို့ရေဆရာတို့အခြေရသင်္ကန်းစာတွေမှာတော့ဘာတွေသင်ခဲ့လဲဆိုတော့ဆရာတို့ A to Z เนาะအရင်ဆုံးဆရာက small letter เนาะ small letter ကိုဘယ်လိုရေးရလဲဆိုတာကိုဆရာသားသမီးတို့ကိုရေးပြခဲ့တယ်သားသမီးတို့ကလည်းဆရာနဲ့တူလိုက်ပြီးတော့လေ့ကျင့်ခဲ့တယ်ဆိုတော့ဒီတစ်ခါဆရာတို့ဘာထပ်လုပ်လဲဆိုတော့ဒီ A to Z small letter ကိုပဲဆရာတို့က exercise တစ်ခုလောက် လုပ်ကြည့်မယ်။ဘာလို့လဲဆိုတော့ဒါသမီးတို့အချိန်မှပြန်ပြီးတော့လေ့ကျင့်ထားမယ်လို့လည်းဆရာယုံကြည်တယ်နော်။ဒါဆိုရင်ဒီတစ်ခါနည်းနည်းလေးပြန်ပြီးတော့ exercise လေးလုပ်ရင်လည်းခေါင်းလေးကိုဆရာတို့ကစာလေးကိုပြန်ပြီးတော့နှွှေးကြတာပေါ့နော်။ကဲဒါဆိုရင်ဒါတို့သမီးတို့ရေဒီမှာတော့ဒါဆရာ exercise ပေါ့နော်။ရေးထားတယ်သူကဒီမှာဒါကွက်လက်ကလေးတွေဖောက်ထားတယ်ဆိုတော့အဲ့ဒီဖောက်ထားတဲ့ကွက်လက်နေရာမှာဘယ် alphabet လာမှာလဲဆိုတာကိုသားတို့သမီးတို့ကဖြည့်ပေးရမယ်ဆိုတော့အရင်ဆုံးဖတ်ကြည့်မယ်ဖတ်ကြည့်ပြီးရင် ဒါပြီးရင်ဘာ alphabet မှာညာလာမှာလဲဟုတ်တယ်မလားဒါကိုအရင်ဆုံးခေါင်းထဲမှာတွေးထားရမယ်တွေးပြီးသွားတော့မှအဲ့ဒီလာမယ့် alphabet ဆိုသိရတဲ့အခါမှာဒါတို့သမီးတို့ကအဲ့ alphabet ကို blank လေးထဲမှာဖြည့်ပြရမယ်ဖြည့်တဲ့အခါမှာလည်းခုနပြောလို့ဆရာသင်ပေးထားတဲ့ရင်းနှီးအတိုင်းမှန်မှန်ကန်ကန်ရေးမယ်နော်ပစ္စလက်ခတ်ကြည့်ရေးဦးကဲဒါဆိုဒါတို့သမီးတို့ရေဒီ exercise လေးကပြောဖို့ကောင်းပါတယ်ကဲဒါဆိုရင်ဆရာနဲ့တူတူလုပ်လိုက်ကြအောင်ဒါတို့သမီးတို့ဆရာနဲ့တူတူလိုက်စဉ်းစားမယ် ဆရာမေးတာကိုတေချာဖြေးပြီးတော့ဆရာနဲ့တူတူရေးကြမယ်နော်။ကဲစာအုပ်လေးထုတ်ခေရန်လေးခြင်ထားမယ်။စမယ်။ကဲဒါတော့သမီးတို့ပထမဆုံးကြည့်ပါအောင်။ဒါတော့ A တဲ့။ဒီမှာကွက်လက်လေးဖောက်ထားတယ်။ blank C ။ကဲဆိုတော့ဒါတော့သမီးတို့ရေ A ပြီးသွားရင်ဘာလာလဲ။ပြောကြည့်ပါအောင်။ Yes ။ A ပြီးရင် B မှားလိုက်တာတော်တယ်ကဲဒါဆိုသားတို့သမီးတို့ရေ B လာမယ်ဆိုတာသိသွားပြီဆိုရင်ဒီ black lady ထဲမှာဆရာနဲ့အတူတူ B လေးကိုဖြည့်လိုက်ကြအောင်ကဲဒါဆိုခဲရန်လေးကန်ဆရာရေးပြထားတဲ့ရင်းဒီတိုင်းရေးမယ်နော်ကဲဆရာဖြည့်ပြီ B သူ့ရဲ့ဒီမှာဒန်လေးကိုဆွဲပြီးရင်ဒီမှာထည့်လိုက်ပြီကဲ B ထည့်လိုက်ပြီကဲသားတို့သမီးတို့ဒါတော့တာပဲဟုတ်ပြီကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုထပ်ကြည့်လိုက်ကြနောက်တစ်ပုတ် ဟောဒီမှာကျတော့ blank တဲ့ ef တဲ့ဆိုတော့တအားသမီးတို့ e မလာခင် e ရှိမှဘာရှိလဲစဉ်းစားတော့တေချာမှန်တယ် d ဟုတ်တာပေါ့ဆိုတော့ကျတော့ e ရဲ့အရှိမှ d เนาะအဲ့ကျတော့မှ d e f အလိုသွားမှာကဲဆိုတော့တအားသမီးတို့ရေဒါဆို d လေးကိုဖြည့်လိုက်ကြအောင်ကဲ d လေးကိုဘယ်လိုရေးမလဲဆရာသင်ထားတယ်เนาะကဲဟုတ်ပြီအရင်ဆုံးသူ့ရဲ့ အောက်မှာဒီလိုမျိုးလေးဆွဲမယ်ပြီးသွားရင်ဒီလိုတက်တယ်ပြန်ဆွဲချဒီဟုတ်ပြီနော်ဒါတော့သမီးတို့ကဲဒါဆိုရင်ဒီတစ်ခါဟောလာပြန်ပြီနောက်တစ်ပုတ်ဟောဂျီတဲ့ဂျီပြီးတော့ဒီတစ်ခါ blank နှစ်ခုတောင်ဖောက်ထားတယ်ကဲဒါဆိုဒါတော့သမီးတို့ပြင်ခံစမ်းပြီနော်ဆိုတော့ဒီမှာ DEFBB ဒီမှာ G ဒီမှာနှစ်ခုတောင်ဖောက်ထားတယ်ကဲ ဆိုတော့ဒီဘင်းဘာလာလဲဒီနကူစဉ်းစားကြည့်မှန်နေ HJI နော် HJI ရလာတာပေါ့ကဲဒါဆိုတော့ဒါတော့ပြီးပြီဒီကွက်လက်နှစ်ခုကိုဆရာနဲ့တူဖြစ်မယ်ဒါဆို H လေးကိုရေးပြပါဦးဆရာရေးမယ်နော် H ဘယ်လိုရေးလဲသူ့ရဲ့ဒီမှာတန်လေးကိုဆွဲချရဲပြီးသွားရဲ့ဟောဒီမှာခုံလေးထည့်လိုက်တယ် H တော်ရဲကဲဒါဆိုရင် HB ဘာလဲ ်စဉ်းစားလူနာအိုက်ကဲဒါဆိုအိုက်လေးကိုရေးမယ်တူတူအိုက်လေးကဘလို့လဲဟုတ်တယ်အရင်ဆုံးတုတ်ချောင်းလေးတက်သူ့ကောင်းပေါ်မှာဒီမှာတော်လေးထည့်လိုက်အိုက်ကဲဒါဆိုဆရာဆက်သွားအောင်နောက်တစ်ပုတ်ပြောဖို့ကောင်းတယ်နော်ဟောဒီခါကျတော့ J ရတဲ့ blank L တဲ့ဆိုတော့ J ပြီးဘာလာလဲစဉ်းစားကြည့်ပါမှန်နေ JB K လာတယ်နော်ဆိုတော့အဲ့ဒီ K ကိုဆရာရင်းနှီးလေးကိုတင်ထားဘူးရယ်နော်ဒါတို့သူမျိုးပြန်စဉ်းစားကြည့်ဆရာဘယ်လိုတင်ထားလဲ K ကိုဘယ်နှချက်ဆွဲမယ်လို့ဆရာမှာတာလဲ Yes သုံးချက်ဆွဲရမယ်เนาะဒါဆိုဆရာဆွဲမယ်เนาะအရင်ဆုံးဒီမှာတုံးချောင်းတစ်ချောင်းချက်နှစ်ချက်သုံးချက်음ဒါဆို K ကဲဒါဆိုတာတော့ဒီနေ့သိပြီเนาะဟုတ်ပြီအရန်တော်တာပဲတာတော့သူမျိုးကဲဆရာတင်ထားတာလည်းမှတ်မိရယ်เนาะဒါဆိုနောက်တစ်ပုတ်ဒီဘက်ကိုကြည့်လိုက်ကြအောင်ဟောဒီမှာကြတော့လာပြီ blank နှစ်ခုတွေ့ရယ်เนาะ blank နဲ့ and blank ကဲဆိုတော့တားသမီးတို့ဒါနည်းနည်းတော့စဉ်းစားရတော့မယ် animal again in net အချိန်မှာပါရှိမယ်တင်တယ် yes correct m ဆိုတော့ m ထည့်လိုက်မယ်ဆရာကเนาะကဲဒါဆို m လေးကိုဘယ်လိုဆွဲရမလဲ m ကဘယ်နှခုံးရှိလဲနှခုံးဆိုတော့ m ဘူးဆရာဆွဲမနော်အရင်ဆုံးဒီလိုလာမယ်ဟုတ်လားတခုံးနှခုံး m ကဲဒါဆို m n n ဘာလာလဲစဉ်းစားကြည့် yes โอလာတယ်ဆိုတော့ဒါတို့ကိုအိမ်မှာလဲဆရာသင်ထားတော့โอဆွဲလို့ရှင်ဘယ်လိုဆွဲမလဲအပေါ်ကရင်မလားအောက်ကရင်မလားမှန်တယ်အပေါ်ကရင်ရမယ်เนาะအောက်ကရင်လို့မရဘူးเนาะဆိုတော့โอဆွဲလို့ရှင်ဆရာတို့ကအပေါ်ကနေရင်မယ်โอဆားရင်ဝိုက်မယ်အပေါ်မှာပြန်ဆုံးမယ်โอအခုတော့ဒါတို့ကိုကဲဒါဆိုရင်ဆရာတို့နောက်တစ်ပုတ်ခီးတဲ့ဟော blank နှစ်ခုဖောက်ထားပြန်ပြီကဲဆိုတော့ဖီးပြီးရင်ဘာလာလဲဒီနှစ်ခု Q R correct story ကဲဒါဆိုသားတော်သမီးတို့ Q လေးကဘယ်လိုဆွဲရလဲ Q လေးမှာဗာလေးပါတယ်လို့ဆရာသင်ထားတယ်အမိလေးပါတယ်လေဟုတ်တယ်မလားကဲဆိုတော့ Q လေးကိုဆရာနဲ့တူတူဆွဲကြည့်ရအောင်ဆိုတော့ Q ဆိုတော့ဘယ်လိုရေးမလဲဟုတ်ပြီသူ့ရဲ့ကောင်းလေးကိုစဆွဲဟုတ်တယ်နော်ပြီးရင်ဒီမှာအောက်ကိုဆွဲချအမိလေးထက်ဟုတ်ပြီတော်တယ်ကဲသားတော်သမီးတို့ဒါဆိုရင် Q ဘင်းဘာလာလဲ yes correct r ကဲဒါဆို r လေးထည့်မယ်ဆရာနဲ့တူလိုက်ရေးမယ်နော်ကဲဒါဆို r လေးကိုဒီလိုလေးဆွဲမယ် okay r ကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုထပ်ကြည့်ရအောင် s ပြီးရင်ပါလာလေဟုတ်တယ် d ဟုတ်ပြီနော်ဆိုတော့ d ကိုဆရာရင်းနှီးလေးကိုသင်ပေးထားရတယ်နော်ဒါပြီးတော့ဘယ်လိုရေးလဲဟုတ်တယ်နှစ်ချက်ပဲဆိုရတယ် d ကလွယ်လွယ်လေးပါဒီလိုမျိုးတစ်ချက်နှစ်ချက်ဟော ဒီလေးဖြစ်သွားပြီကဲဒါဆိုဒါတော့မီရိုရေဒါဆိုရင်ဒီကတော့ဟုတ်သွားပြီဒါဆိုနောက်တစ်ပုတ်ထပ်ကြည့်လိုက်ကြအောင်ဟောဒီမှာကျတော့ blank ကနှစ်ခုတောင်ရှိရယ်เนาะဒါတော့သူမီရိုကဲ blank နှစ်ခုပြင်မယ်ဆိုတော့ w မလာခင်အချိန်မှာဘာလာလဲစဉ်းစားဟုတ်တယ် v ကဲဆိုတော့ဒါဆိုရင် v လေးကိုဆွဲလိုက်ကြအောင် v ကဘယ်လိုဆွဲလဲဆရာသင်တာနှစ်ချက်ဆွဲတယ်ဟုတ်တယ်ထည့်ပြီเนาะ v နှစ်ချက်နှစ်ချက်อืมကဲဒါဆိုဟုတ်သွားပြီ v ပြီးရင် W WB ဘာလာလဲစဉ်းစားကြည့်အောင်အရင်ဟုတ်တယ် X ကဲဒါဆိုရင်ဒါတို့သမီး X ကိုထည့်မယ်ဆန်နေတူတူကဲဆွဲမယ်နော်ဒီမှာ X ကဘယ်လိုဆွဲလဲတစ်ချက်နှစ်ချက်ကဲဒါဆို X ရပါပြီကဲဒါဆိုရင်ဆရာတို့နောက်ဆုံးတစ်လုံးမှကျန်တော့ရဒါတို့သမီးတို့ရေကဲဒါဆို Y ပြီးရင်ဘာလဲသိပါတယ် Z ကဲ Z ကြတော့ဘယ်လိုဆွဲလဲဆရာတင်ထားတာဟုတ်တယ်ကဲဒီလိုလေးပေါ့ Z mm ke ဒါဆိုသားတို့သမီးတို့ေเนาะဒီနေ့သားတို့သမီးတို့ဖြည့်သွားတာ blank လေးတွေကွက်လက်လေးတွေဖြည့်သွားတာအားတော်ကြတာเนาะနောက်ပြီးသွားရင်ဆရာကူဒါဖြည့်သွားတဲ့ကွက်လက်တင်မှာဆိုရင်ခုနဆရာအရှိမနော်သင်ပေးထားတဲ့ alphabet ဇင်းနီးလေးတွေဆွဲနီးလေးတွေတိုင်းဆရာတို့ကပြန်ပြီးတော့တေချာရေးပြီးတော့ ဖြည့်သွားတယ်။ကဲဒါဆိုသားတို့သမီးတို့ရေနော်ဒီနေ့ exercise မှာကဒါ alphabets လေးသားတို့သမီးတို့ရေးတက်သွားပြီလို့ဆရာထင်တယ်။နောက်ပြီးသွားရင်လည်းဒီတော့ A to Z ဆရာတို့အခုက small letters တွေကိုသားတို့သမီးတို့ဒါ blanks လေးတွေဖြည့်သွားတာ ဖြစ်ပါတယ်ကဲဒါဆိုဒါတို့သမီးတို့ဒီနေ့တအားတော်ကြပါတယ်ကဲနော်ဆိုတော့ဒီ exercise လေးကိုဒါတို့သမီးတို့ဆရာနဲ့အတူတူလုပ်ပြီးသွားရင်လည်းအိမ်မှာတစ်ခေါက်ပြန်ပြီးတော့လေ့ကျင့်ကြပါကဲဒါဆိုဒါတို့သမီးတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဇုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်